လိုပွားမျိုးတွေကိုမမေကဘာလုပ်ရမှာလဲလက်ဆောင်ပေးခြင်းပေးမမအေဂရီလိုမျိုးတက်မှုရှိရဲ့ရန်နာပစ္စည်းတွေပေးမှမမစင်တန်နဲ့လိုက်ဖက်ညီမှာပေါ့မဟုတ်လားအမဘွားမှာမလုပ်ဘူးရဲ့ဗီလိန်ကာရိုက်တာပေါ့နော်အဲ့လိုဗီဗီလိန်ကာရိုက်တာမျိုးကိုရိုင်းလိုက်တဲ့အခါကျတော့အစိုးပြိတ္တတွေကြောင့်ဇကာကိုဇကာလို့မြင်မိတဲ့ပြိတ္တလည်းရှိသလိုအာဇကာကိုဇကာလို့မမြင်မဲနဲ့ဘယ်လိုပြောမလဲပတ်စနဲ့အထက်ပါလောက်ကြတဲ့ပြိတ္တတွေလည်းတွေ့ရပါတယ်တနေ့ဆိုလို့ရှင်ပြောတာမှာပပဆက်ဆက်ပဲတခေါမှာတဲ့ အနိယောက်ကတသက်လုံးအဲ့လိုမင်းသမီးချင်းပဲရောမဟုတ်ဘူးတဲ့ပြီးတော့အတမဲမှတခေါ်မှတဲ့ဘာလို့တဲ့ယူမေကြီးကိုပဲမကောင်းမြင်နေရလဲဆိုတော့သူတို့ကတော့ဇလန်ကိုတကယ်ကြည့်ပြီးခံစားပြီးတော့မှသိရမလားကိုယ့်အလို့လာပြောမစုတက်ကိုလည်းအရန်စဲစားတယ်ကားလေးကတနင်္ဂနွေအတွက်အမှတ်တရဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဇကားကို casting လုပ်တဲ့ဟို January 9ရက်နေ့မှာတို့က casting လောက်တာလေအဲအဲ့9ရက်နေ့ကလေတနက်ရမွေးနေ့မှာ casting လောက်လို့ဖြစ်သွားပြီးတော့တနက်နေ့ရွေးခန့်လိုက်အတွက်တနက်ကဒီက birthday present ရလိုက်တယ်လို့ပဲပေါ့ ကုန်လုံးကတော့လက်တွဲခေါ်ကြပါတယ်ဟိုလိုမျိုးကြီးတကူးတကအတင်နေတာမျိုးတော့မဟုတ်ပေမဲ့ရိုင်းနေနေမှာပေါ့နော်သူတို့စီကအတွေ့အကြုံလေးတွေတော့အများကြီးရပါတယ်ဘယ်လိုမျိုး pressure ရှိလဲဆိုတော့အရင်တော့ကလည်းဒီကဟိုတကယ်အမှုပညာရှင်အကြီးကြီးရိုက်ထားဖြစ်တယ်အာအဲ့ဒီအတွက်ကြောင့်မလို့အရင်တော့တနတ် character ကအရင်ဇက်ကားရဲ့မှာမပါဘူးပေါ့နော်အခုမှအစ်စ်ထပ်ဖြစ်လိုက်တဲ့ character ပေါ့နော်အဲ့ဒီခါကျတော့တနတ်ကတော့အရင်ကြီးဟိုဖြစ်စရာမလိုဘူးပေါ့အဓိကတော့အဓိကဇက်ကောင်တွေဖြစ်တဲ့ကိုရှင်မွေလာတို့ကိုဖိုးချိန်ခန်းတို့ပြီးတော့ရမုံတို့ကတော့ဟိုအရင်ဇက်ကားကို မကြော်လွင်အောင်မှတည်တည်ဆာဆာလေးတို့တို့တောင်းဝန်ပူကြီးရယ်ပေါ့ငယ်ဘဝညီမလေးနဲ့ကြတော့တော်တော်များရုပ်ချင်းဆင်တယ်လို့ပြောရတယ်ဒါပေမဲ့သူနဲ့မတူတော့တာတခုကြတော့တဒက်ကလေးပဲပေါ့တဒက်ကြီးပွားရောက်တော့အဲခုနကကွန်မန့်နေအောင်တွေ့လိုက်တယ်နနန်းအဲကြီးပွားရောက်တော့တဲ့သွားတွေရတယ်ဘရိတ်ဆက်လိုက်တာလားတကယ်လေအိတ်ကရိုက်နေနေသွားခရက်ကဖြစ်တယ်ပေါ့နော်တနန်းအိတ်ကမရိုက်ခင်မှာတနန်း ီဟိုတွားကိုပြင်လိုက်တာပေါ့အရင်ကားကြီးတုန်းကဆိုလို့ရှိရင်တနက်တွားလေးတွေကတေးသေးလေးဆိုတော့တနက်တဖုံးလှီးချလိုက်တာကားမြိုက်ခင်မှာတဖုံးလှီးပြီးတော့ဒီဗနီယာကြီးကတ်ချလိုက်တာဗနီယာကြီးကတ်ချလိုက်တော့ကားလည်းရိုက်လည်းရိုက်ရောကိုကတွားကပြင်ပြင်းချင်းကြတော့အသားကမကြသေးဘူးအသားမကြသေးတဲ့ခါကျတော့တွားတွေကပြန်ပြန်ပြုတ်ထွက်တာပေါ့ဗနီယာကြီးကပြန်ပြန်ပြုတ်ထွက်ကိုကရန်ကုန်မှာရိုက်ရလည်းမဟုတ်ဘူးလေဒီကားမှာပင်တရားပင်တရားမှာတိုက်ရိုက်ရတဲ့ကားဖြစ်တဲ့အတွက် ြုတ်သွားတဲ့ခါကျတော့အဲ့မှာလွယ်လွယ်ကူကူလောက်ဆရာစေကန်းလည်းမရှိဘူးမရှိတော့ရန်ကုန်ဘက်တစ်ခါပြန်ပြေးသွားရတယ်ခဏခဏ ချစ်တော့အသားမကျတဲ့ခါကျခမကချစ်တော့အဲတနေ့ကိုတွေ့လို့ရှိရင်တက်ရှူတယ်လို့ဝိုင်းစားကြဟဲ့နင်သွားရင်ကျွတ်မလာနဲ့တော့ငါတို့မှရက်စရာအများကြီးကြံနေနင်သွားရင်မကျွတ်နဲ့တော့တနေ့လည်းအသားမကျတဲ့ခါကျတော့အမာကြီးပဲစားတာသူကဂဏီယာကတ်ထားတဲ့လူကကျတော့ဒီရှေ့သွားတွေကိုလုံးဝတုံးလို့မရဘူးလေကွာလဲစားလိုက်အမာကြီးပဲဂွက်ဂွက်ဂွက်နဲ့ချတာတော့တော့အမှန်တရားပဲအရင်နေနေဒီဟာသွားကြီးအောက်ကအောက်သွားကြီးကွာတာဘာလို့ဆိုကွာပြောင်းမှုတွေကိုအဲ့လိုကက်ကက်စားတာအကောင်တော့ဝိုင်းတာရတယ်တနေ့နေကားပြီးတော့မှစားပါကျန်တဲ့ချိန်နေစားပါကားမပြီးခင်တော့ဘာမှမစားပါနဲ့ အလုပ်တွေလုပ်ရတာတော်တော်ပျော်ပါရဲ့ဒါပေမဲ့ပြီးခဲ့တဲ့ဟိုအရှုံးမဲ့နိုင်စက်ကားထဲမှာဆိုလို့ရှိရင်ကိုကတခါမှဘဝမှာမလုပ်ဘူးရဲ့ villain character ပေါ့နော်အဲ့လို villain character မျိုးကိုရိုင်းလိုက်တဲ့အခါကျတော့အစိုးပြိတ္တတွေကြောင့်ဇကာကိုဇကာလို့မြင်မိတဲ့ပြိတ္တလည်းရှိသလိုအာဇကာကိုဇကာလို့မမြင်မဲနဲ့ဘယ်လိုပြောမလဲ personal attack ပါလောက်ကြတဲ့ပြိတ္တတွေလည်းတွေ့ရပါတယ်တနေ့အောင်ဆိုလို့ရှိရင်ပြောတာမှာပပဆက်ဆက်ပဲဒါမဲ့ ဒါမဲ့လည်းပြောပါရဲ။အော်ကိုတကယ်လုံနိုင်ခဲ့လို့ကိုတကယ်အမြင်ကက်ဆရာကြီးဖြစ်ခဲ့လို့ပြောခံရတာဆိုပြီးတော့ကျင့်တ်ပါရဲ။ပြောခံရတော့မှပူပူပပစစပဲ။အာတခေါ်မှာတဲ့အာနိယောက်ကတသက်လုံးအဲ့လိုမင်းသမီးချင်းမဲရုံမဟုတ်ဘူးတဲ့ပြီးတော့အတမဲမှတခေါ်မှာတဲ့။ဘာလို့လဲယူမေကြီးကိုပဲမကောင်းမြင်နေရလဲဆိုတော့သူတို့ကတော့ဇလန်းကိုတကယ်ကြည့်ပြီးခံစားပြီးတော့မှသိရမလား။ကိုအလို့လာပြောမစုတတ်ကိုလည်းအရန်စဲစားတယ်။ဗီလင်ကာရိုက်တာရိုက်လို့ရှင်လဲမမုံးပါနဲ့လို့ အာနောက်ထပ်လည်း villain character လေးနည်းနည်းရိုက်ထားသေးရဲ့လို့အဲ့ဒါလေးထွက်လာတဲ့ခါကျလို့ရှိရင်လည်းမမုန်းကြပါနဲ့ကာတစ်တီလည်းအများကြီးရိုက်ထားပါသေးရဲ့ပေါ့နော်ပြီးတော့ဒီ immune တို့ thermal wear လည်းနောက်မှအဲ့လိုလောင်စရာတွေအားမလို့အားမရဖြစ်စရာတွေလုံးဝတန်ဖိုးစင်းတွေအများကြီးမှအများကြီးကြံနေတဲ့အတွက်အားပေးကြပါလို့ပြောချင်ပါတယ်